ြူမီတို့အားမန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြူမီတို့ကိုအားမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ဝန်ကြီးလုံးမြရေးတက်တော်ရဲ့မာတီရိုတာ G3 ရဲ့ဒရုန်းတောင်ဝင်ကိုထမ်းဆောင်နေသူပဲဖြစ်ပါတယ်မင်္ဂလာပါနော်။ဟုတ်ကဲ့ပါ နမည်လေးနဲ့အခုလှုပ်ရှားနေတဲ့အဖွဲ့အစည်းလေးကိုမိတ်ဆက်ပေးလို့ရမလားရှင့် Okay ညီမနာမည်ကရဲ့နာပါညီမကူက G3 မှာပါနော် G3 မှာညီမကဘာညီမဘာတောင်းဆန်းဆောင်လဲဆိုတော့ညီမကဒီ mission plan plan တွေဆွဲပြီးတော့ plan နာပါဒီပြီးခဲ့တဲ့အရှင်ဘက်ကလည်းပေါ့နော် G2 အဖွဲ့ကိုအင်တာဗျူးပြီးပြီဆိုတော့လေတော်တော်များများဖိတ်သက်တည်းရတော့တီးပြီးလောက်ပြီလို့ထင်ပါတယ်အခု G3 ညီမလေးတို့အဖွဲ့ဘက်ကိုတွားလိုက်ရအောင်လေနော်အခုဒီ drone campaign လေးလောက်ဝက်ကြော်ကြော်ထီလုပ်နေရလို့အမောက်ကြားရတယ်ပေါ့နော် ဒီ campaign လေးအကြောင်းကိုဖျက်ဖျက်ပေးလို့ရမလားရှင့်ဟုတ်တယ်မ campaign လောက်တာညီမတို့ညီမတို့ G2 နဲ့ G3 အတွက်ပေါ့ campaign လောက်တယ်ညီမတို့လည်းဒီ G2 လဲလိုအပ်ချက်ရှိတယ်ညီမတို့ G3 မှာလည်းဒီဒီစီရေပေါ်ဆောင်တဲ့ခါမှာလိုအပ်ချက်တွေရှိနေတယ်လိုအပ်ချက်ဆိုတာညီမတို့ G3 ဖွဲ့နေတဲ့ဆိုညီမတို့လေ့ရင်နေပေါ့နော် GP ရဲ့နောက်မှာနောက်တစ်ကြီးကအစင်းလေးဖြစ်နေဖို့အတွက်ညီမတို့မှာမရှိနေတဲ့အတွက် campaign လေးလောက်ရခြင်းဖြစ်တယ်ဒီ G2 လည်းတို့တို့လည်းအတူတူပဲပေါ့နော်တို့တို့သုံးတဲ့ multi router တွေတို့လည်းတစ်ကြီးပြီးတစ်ကြီးပေါ့အစင်းလေးဖြစ်နေဖို့အဲ့လိုပုံစံမျိုးနဲ့ပဲ campaign လုပ်ကြတာပါ။ကျွန်တော်တို့တို့အချက်ရအောင်။ဒီဘာကြောင့်မို့လို့ဒီ drone campaign လေးပြုလို့ရရလဲရှင်။ဟို campaign ပြုလို့ရတဲ့အကြောင်းကညီမညီမတို့ကလောလုံးမဲ့လူတွေရရှိတယ်။ညီမတို့ကဒီ G2 ရဲ့ခြေကြီးမှာညီမတို့ကဒီ mission တွေလုပ်ဖို့အတွက်လူအင်အားရှိတယ်ပြီးတော့ဒီလုံနိုင်တယ်လူအင်အားရှိမှာညီမတို့ကမရှိနေတာဒီလူကြီးကြီးကြောင့်ညီမတို့မှာလိုအပ်တဲ့ပစ္စည်းတွေမရှိနေဘူးညီမတို့လူရင်ကလူရင်ရှိသလောက်အခွဲတွေခွဲပြီးတော့မသွားနိုင်ဘူးအဲ့ဒါကြီးကြောက်တယ်ဒီ campaign ကနေပြီးတော့ညီမတို့ရမယ့်ပတ်စံရမယ့်ဒီအတူငွေနဲ့ညီမတို့ UN အားကိုအသုံးပြုပြီးတော့ထပ်ပြီးတော့ mission ဖွဲ့ရလုပ်ရှင်တဲ့အဲ့ဒီဘောကြောင့်ဒီ drone စရင်ဒီ drone တစ်စင်းပေါ့နော်ထုတ်လုပ်ဖို့အတွက်အချိန်ဘယ်လောက်ကြာပြီးတော့ငွေကြေးဘယ်လောက်ကုန်ကြလဲရှင်အဲ့ဒါဒီ multi rotor ဘက်ကတော့တော်တော်လေးပြောသွားမယ်ထင်တယ်ညီမတို့ဒီ G3 မှာတော့ညီမတို့ကလေရင်နဲ့လောက်ရတာဖြစ်တဲ့ကြောင့်ညီမတို့လေရင်တစ်စီးလုပ်ဖို့တော့ဆိုရင်သင်30လောက်ကုန်ကြနိုင်တယ်ပေါ့နော်ဒီလေရင်တစ်စီးထုတ်ဖို့ဆိုရင်အချိန်လည်းဒီတလားလောက်ပေါ့တလားတလားခွဲလောက်နေနေဆိုညီမတို့အနေနဲ့လေရင်တစ်စီးလောက်ဖြစ်နိုင်တယ်ဒါပေမဲ့ ကျားထဲမှာထည့်ရတဲ့ပစ္စည်းတွေလည်းရှိသေးတယ်။ပို့ပြင်ညီမတို့ခြားသုံးပါတဲ့ဘုတ်တွေပါလည်းရှိသေးတယ်ဆိုတော့အဲ့ဒါကတော့တိ20ကျော်30အဲ့လောက်လောက်ကုန်ကြနိုင်တယ်။ဂျီတိုးနဲ့ဂျီသရီရဲ့နှစ်ဖွဲ့နော်။ဂျုံကန်ဘိန်းတွေကအတူတူပဲလားရှင်။ဒီလုံးဆောင်ရတဲ့နေရာမှာရောအခက်ခဲရှိလား။ကွာခြားချက်တွေကဘာတွေဖြစ်မလဲရှင်။ဟုတ်ကဲ့ဂျီတူရောဂျီတူရောညီမတို့အခုဒရုန်းကမ်ပိန်းအတူတူပဲညီမတို့ဒီကမ်ပိန်းရရတဲ့အလူငယ်ကိုညီမတို့ဂျီတူရောဂျီတူရောနှစ်ဖွဲ့လုံးတုံးကြမှာလုံးဆောင်ရတဲ့အခါမှာဂျီတူနဲ့ဂျီတူရောညီမတို့ ညီမညီမတို့အလုပ်တွဲလုပ်တယ်ဆိုတာကတော့တွဲတာအတွဲလုပ်တယ်တွဲလုပ်တယ်ဆိုမှသွားတဲ့နေရာချင်းတော့မတူဘူးပေါ့နော် G2 ကတော့တို့ကမာတီရိုတာဖြစ်တဲ့အတွက်ဒီတက်ခရဲပေါ့နော်တို့ပုံနီးနီးနေရာညီမတို့ကတော့နည်းနည်းအကွာအဝေးတစ်ခုအရင်နေရတော့ပေါ့နော်အဲ့ဒီပြဿနာဘာကြီးဘာကြီးခက်ခဲရှိလဲဆိုရင်တော့ဒီပုံမှန်ပဲပေါ့မှဒီညီမတို့လိုအပ်ချက်တွေရှိတယ်လိုအပ်ချက်တွေရှိတယ်ညီမတို့လင်းရင်မလောက်တဲ့ကိစ္စတွေရှိတယ်ဘက်ထရီမလောက်တဲ့ကိစ္စတွေရှိတယ်ဒီ တကြီးပြီးရင်တကြီးညီမတို့တက်ချင်တာလေးသိတယ်မလားညီမတို့ကတကြီးမင်းတကြီးဆိုညီမတို့မှာ error လေးရှိတယ်ဒီလေရင်ကကိုယ့်ဟာကိုဖြစ်တဲ့ error ရှိတယ်လို့ဒီလေရင်ကဖြစ်တဲ့ error ရရှိတယ်ပြောရင်ဟိုစကားစဘက်ကနေညီမတို့မိုင်းဂျမိုင်းရှိတဲ့အခါမှာတော့အကျမ်းမကျောက်ပြင်ရတစ်ခုဖြစ်သွားနိုင်တယ်။အေးဖြစ်သွားနိုင်တယ်ပြောအဲ့ဒီဒင်းဖြစ်သွားလို့ရှိရင်ကျမတို့နောက်တစ်စီးအဆင်သင့်ဖြစ်နေဖို့အတွက်ဒီလိုအပ်တယ်ပေါ့နော်လိုအပ်တယ်အဲ့ဒီအဲ့ဒီပြဿနာလေးရောရှိရဒီဂျီတူလည်းလိုပါပဲသူတို့မှပစ္စည်းတွေလိုနေတာပေါ့ဒီပုံစံမှာ တော်လိုင်းအတွင်းမှာပေါ့နော်ဒီ drone campaign ရဲ့အခန်းကဏ္ဍကဘယ်လောက်ထိရေးပါလာပြီလဲရှင့်ဟုတ်မှာဒီဒီတော်လိုင်းစဖြစ်တဲ့ကညီမတို့ကဒီ drone တွေဖြည်းဖြည်းတုံးလာကြဒီညီမတို့ဘက်ကနေ drone တုံးလာရင်ဒီစကားစဘက်ကလည်း drone တွေပြန်တုံးလာရောဘာလဲသူတို့ကတော့သူကသူတို့ကနိုင်ငံပန္နာရဆိုတော့သူက drone တွေအများကြီးတုံးနိုင်တယ်ဈေးကြီးတယ်ညီမတို့ထက်ပိုပြီးတော့ဈေးကြီးတဲ့ drone တွေလည်းတုံးနိုင်တဲ့အချိန်မှာညီမတို့မှာတုံးနိုင်တဲ့အချိန်တွေရှိနေပြီပေါ့နော်ဒါပေမဲ့ညီမတို့လည်းဖြည်းဖြည်းညီမတို့တုံးတဲ့ drone တွေကိုညီမတို့ကဆက်ဆောင်ရင်မြင်အောင်လုပ်ပြီးတော့ဘယ်လိုပဲဖြစ်ညီမတို့က ရောက်ပဲတော့ချလာတယ်နော်အဲ့တော့အကောင်းဆုံးလုပ်နေတဲ့အချိန်ကမှအကောင်းဆုံးလုပ်နေတဲ့အချိန်ကတော့ရှင်းရှောက်ပြီးတော့လည်းညီမတို့ကဒီထက်ကောင်းတဲ့ပစ္စည်းတွေတုံးချင်တယ်ဒီထက်ကောင်းတဲ့ပစ္စည်းကိုမတုံးရဘူးဆိုရင်တော့ညီမတို့ကဒီပစ္စည်းတွေနဲ့လူအများကြီးခွဲမယ်ညီမတို့ခွဲမှာဆိုလို့ရှိရင်မရှင်ဒီစစ်စင်ရေးဖွဲ့ရရှိရောနော်ညီမတို့ G3 မှာစစ်စင်ရေးဖွဲ့တစ်နှစ်သုံးဆိုပြီးရှိရအဲ့မှာလည်းညီမတို့ဒီထက်အများကြီးစစ်စင်ရေးဖွဲ့ခွဲချင်တယ်အဲ့ခွဲဖို့အတွက်လူရရှိတယ်ညီမတို့အတွက် drone တွေမရှိတာပေါ့နော်အဲ့လိုမျိုးရှင်းရှောက်လည်းအဲ့လိုမျိုး drone တွေတာရှိမယ်ဆိုရင်ညီမတို့ရဲ့ဒီ tolerance ကလည်းပို့ပြီးတော့ ပို့ပြီးတော့များနီးကပ်တော့နီးတော်လိုင်းပို့ပြီးတော့များနီးသွားနိုင်မလားပေါ့နော်ညီမတို့လူငယ်အားနဲ့ညီမတို့ပစ္စည်းနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာပို့ပြီးတော့များဆစ်ဆင်ကြီးတွေပေါ်ဆောင်နိုင်မလားပေါ့အဲဒီပုံစံမျိုးတော့ရှိပါတယ်တို့ဖြစ်သူတွေကုညီလို့ရအောင်လို့ပေါ့နော်ဒီ drone campaign လေးကိုကုညီလို့ရအောင်လို့လေလှူလို့ရမယ်ကုလို့ရမယ် page ဖြစ်ဖြစ် facebook ဖြစ်ဖြစ်တို့ပြုံမေးလေးကပြောပြပေးပါဦးနော်ဟုတ်ကဲ့ညီမတို့ဒီ G2 နဲ့ G3 ကိုသူချင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ဒီအခုအင်းသားတွေကပြန် drone ဝင်ရ ဒုံးဝင်ရဆိုတော့အဲ့ဒီ page မှာလည်းလှူလို့ရတယ်ပေါ့နော်ဒီ G2 နဲ့ G3 တက်လာပြီးတော့ပါ MLA page လည်းရှိတယ်ညီမတို့စစ်ကြောင်း page ကတော့ MLA page ပေါ့နော်အဲ့ဒီ MLA page မှာလည်းညီမတို့ဒီ multi router နဲ့ဒီညီမတို့ G3 အတွက်ပေါ့နော် G3 ကတော့ fixed ring ပေါ့ fixed ring အတွက် solution နဲ့အတူငွေလူချင်းနဲ့ solution နဲ့လာပြီးလို့ရပါတယ်ညီမတို့တို့ရတဲ့နေရာမှာဒီအတူငွေတွေကို ဖြစ်ဆိုင်တုံးသွားပါမယ်ဒီအကျဲဖက်စီးကောင်စီဘက်ကပေါ့နော်ဒီအစင်းမြင့်ချုံတွေကိုအသုံးပြုလာတယ်လို့လည်းအမတို့ကြားသိရတယ်ခုနညီမလေးပြောတာကိုလည်းအမသိရှိရတယ်ပေါ့နော်ဒီအဲ့ဒါကိုအသုံးပြုပြီးတော့သူတို့အကျဲချတဲ့ခါမှာရောတို့တွေဘက်ကဘာတွေကြိုတင်ပြင်ဆင်ထားရလဲရှင်ဟုတ်ကဲ့မတော်တော့ဘာကတော့ညီမတို့မတုံးနိုင်တဲ့ဗီဒီယိုတွေအစားတို့တုံးလာတယ်ကောညီမတို့မတုံးနိုင်ဘူးဒီပုံမှန်လေးရင်ဟိုတောင်မှညီမတို့ရင်းနဲ့အပြင်းမြောင်မတုံးနိုင်တဲ့ကံမှာ တို့ဘက်ကအမျိုးမျိုးတုံးလာတယ်ညီမတို့ကောင်းနေညီမတို့ကောင်းပေါ်မှာလည်းဗီဒီယိုတွေအရဆက်ဝင်နေတယ်ဒီ fix line တွေလည်းတို့လည်းတုံးလာပြီခုပေါ့နော်မာတီရိုတာတွေတုံးလာရဲ့ပြင်ကိုဒီ fix line ကိုတို့တုံးလာတယ်အဲ့အမျိုးမျိုးတုံးလာရဲ့ကောင်ကညီမတို့အနေနဲ့ဒီပြည်သူတွေရောညီမတို့ဒီရဲဘော်တွေအနေနဲ့ရောညီမတို့အနေနဲ့ဒီတို့လေရင်တွေကိုညီမတို့အနေနဲ့မလုံးနိုင်ဘူးလေပေါ့ညီမတို့တို့လေရင်တို့လည်းမတုံးနိုင်ဘူးမတုံးနိုင်တဲ့ကောင်ကဒီလေရင်တို့ညီမတို့ကဖြစ်စီဖို့အတွက်မလုံးနိုင်ဘူးတို့နိုင်တဲ့ဥစ္စာတွေညီမတို့ကသူတင်ပြီးတော့ရှိနေမျိုးလို့ပြောတာအခုအခု drone တက်လာဆို drone တွေကိုချမ်းနဲ့ ျမ်းနဲ့အဲ့ဒီဟိုပါပေါ့နော် drone တွေပစ်ချတဲ့ကျမ်းမာတွေလိုမျိုးအဲ့ဒီမျိုးတော့ညီ၃နိုင်လောက်ပေါ့နော်၃နိုင်ကိုပြင်ဆင်ထားလို့ပြီးတော့ဒီပြည်သူတွေနဲ့လည်းဒီညီမတို့ဘုန်းကိုချင်းနေရှိနေဖို့လိုတယ်ပေါ့ညီမတို့အတန်တွေကိုဒီ drone တန်ဖြစ်ဖြစ်လင်းရင်တန်ဖြစ်ဖြစ်ဘဲတန်တွေကိုမှညီမတို့ကအေးဆေးရှိမနေဘဲနဲ့ညီမတို့ဘုန်းကိုချင်းတွေကို အိမ်တိုင်းအိမ်တိုင်းမှာရှိနေဖို့လိုရဲဖို့လည်းပေါ့နော်ဒီအတန်တွေမပေါ်စားဖို့လိုတယ်မိမတို့ချင်းမှာအခု loss ရအောင်မှာညီမတို့ multi fix ရင်းနေပြီးအခုညီမတို့ဟိုတနေ့ကဆိုညီမဗီဒီယိုတစ်ခုတွေ့လိုက်တယ်အဲ့ဒါကဟို RC ကားလေးတလားဟိုကားပေါ်မှာမောင်းမောင်းနေသူမပါဘူးဒီ remote နဲ့သူကထိန်းသွားတာပေါ့နော်အဲ့လိုကားကြီးပေါ်လာပေါ်လာနိုင်တယ်ညီမတို့ကလွယ်ပြေဒီညီမတို့ research လုပ်နေတဲ့ရွေးကတော့အများကြီးပေါ့နော်ဒီဖြစ်ထွန်းလာနိုင်တယ်ဒီကနေချောင်းရေချောင်းပေါ့အများကြီးရှိရောအမရေရေနဲ့ရေအားဖြင့်လည်းဒီရေအောက်မှာလည်းတွားလို့ရတဲ့ ရင်နေလဲပေါ်လာနိုင်တယ်ပေါ့နော်ဒီဒီပေါ်မှာဝဲရင်နေရောဒီလေအောက်မှာရေအောက်မှာသွားတဲ့ရင်နေရောပေါ်လာနိုင်တယ်ပေါ့ညီမတို့နေနဲ့ဘယ်နာဟိုဒီပြောမှာဆိုငွေကြေးတအများကြီးသုံးနိုင်ညီမတို့နေနဲ့ပစ္စည်းတွေအများကြီးသုံးနိုင်ပြီးတော့ research အများကြီးလုပ်နိုင်လို့ရှင်နေဖြစ်လာနိုင်တယ်ပေါ့နော်မျိုးမျိုးပဲ အခုလိုတော်လန်ပုံကံပြုံမီတို့အမှန်စီစဉ်ကိုဖြည့်ဆို့ပြီးလို့ကျေးဇူးရင်တင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ဒီအဘက်မှာတော့လောက်ပါပဲပိတ်သက်ကြီးတို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံပြုံမီတို့အမှန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။